မိရတာပါစပါစစကားစတယ်လေပါစပြောတဲ့ကောင်တွေပါတယ်ဒီထဲမှာကောင်ပိတ်ရိုင်းမှဖြေတာကောင်ပိတ်ရိုင်းမှဖြေတာခုချိန်မှာမင်းတို့ကစကားစတယ်ပို့ပြီးတော့မှမင်းတို့စိတ်အားဖြတ်တန်သွားကြီးပေါ့ငါတို့တိုက်နေရရှိတယ်မင်းတို့ထိုးအိုက်နေထိုးလာတဲ့ဟာဆိုလို့ရှိရင်မင်းတို့ကြားထိုးတက်တဲ့အပိုင်းကြီးမင်းတို့နေရာယူသွားတဲ့အပိုင်းကြီးကမင်းတို့စကားစအကောင်ထပ်ဖို့မင်းတို့နှင်းမြန်ပြတ်လတ်မှုတွေရှိတယ် ခုလဲဒါလက်နက်တွေဆိုရင်ဒါခဲယမ်းတွေဆိုရင်အများကြီးပဲเนาะတင်စီရမိတယ်ဒီဆက်ဆက်ပစ္စည်းတွေပေါ့เนาะအဓိကနောက်ပိုင်းဆိုဒါပြည်သူစီရကွန်ကြီးတောင်းရင်ဒါကြီပဲတောင်းရတော့ခဲယမ်းပဲတောင်းရတော့ဟုတ်ကဲ့ကျွန်တော်တို့ဒီတကယ်တမ်းပြောရင်ညာဘက်မှာကျွန်တော်တိုင်ရင်တက်ဖွဲ့ဆိုရင်ဒါလက်နက်ဒီခဲယမ်းဒီပြည်စုံတွေထဲမှာတော့မပါဘူးကျွန်တော်တို့လဲဒါကျူငယ်တွေကိုယ့်အကိုရမုံငွေရှာတယ်အာပြီးရင် ဒီစုဆောင်းနေပေါ့နော်စုဆောင်းနေကျွန်တော်တို့ရဲ့ကာလာတစ်ခုကိုတတ်မှတ်ခြင်းကဒီတလမှာတို့ជី1000ရအောင်စုရမှာဆိုလည်းជី1000 2000ဆိုလည်း2000တတ်မှတ်ပြီးတော့မှကျွန်တော်ချအဲကျွန်တော်ကလူရတာငယ်ရတာကျွန်တော်က28ပေါ့နော်28လူရတာငယ်တာကျွန်တော်အကျွေးအခုလက်ရှိသူ3000ရှိကျွန်တော်အကျွေးအခုလက်ရှိသူ3000ရှိပြည်သူတွေဝိုင်းစားပေးကြပါဦးပေါ့ကျွန်တော်တရှိကျွေး3000ရှိတယ်ပေါ့နော်3000ကျွန်တော်ဘယ်လိုပြောတာလဲဆိုရင်ကျွန်တော်ရဲဘယ်တစ်ခါပြောတာ ဟာမနက်ကတော်လိုင်းပြီးသွားလဲဒီကြွေးဆက်အောင်မှာဆက်အောင်မှာငါးတယောက်ခဲတော့မထားခဲ့နဲ့ငါးတယောက်ခဲတော့မထားခဲ့နဲ့ငါးဘောင်းခံပြီးကြည့်ရပဲရှိဟာဘောအဲ့ဒါအသက်ရှည်တယ်လေဒီလားအဲကြွေးရှင်နေရဘာဖြစ်ဖြစ်နေနာနာတတိယအကြိမ်အဲအကူဆောင်ဒီနေ့အန်ရဲကင်းပါစေကြောင်းပါစေချမ်းသာပါစေအဲ့လိုဒါမျိုးဒါမျိုးပဲရှိမှာပဲအဲ့တော့ဒီ၃မန်းနေဖမ်းမိတာနဲ့ပတ်သက်လို့ဘာဘာတွေပြောင်းလဲတာတွေရှိလဲရင်တစ်ခေါက်ကျွန်တော်တို့ဒါ မိသေးဖုတ်တဲ့ဘူကြီးတို့ပါတော့အဲအဲ့လိုအဲ့လိုမျိုးပုံစံမျိုးဒါဒီဒီဘက်မှာပြောင်းလဲလာတဲ့ဟာတွေပါတယ်မြင်ရတာရှိလားဒါမှမဟုတ်ပို့ဆိုးလာသလားပုံမှန်ဖတ်တဲ့ဟာနဲ့ဗီဒီယိုနဲ့ပတ်သက်ပြီးကျွန်တော်ဆိုဗီဒီယိုကလစ်တစ်ခုရှိရဒါဟာသအနေနဲ့တင်ဖို့တသက်ရဲပေါ်လည်းအမှတ်မထင်ရိုက်တာတော့ဘာလို့အဲ့မှာပါလဲဆိုတော့ပါစတကောင်ကကျွန်တော်တို့ဒိုင်းရဲ့တိုက်ပွဲပြီးတဲ့အချိန်မှာကျွန်တော်ကနေမေရှင်းနေမနဲ့ဆိုးပြီးပေါ့နေမေရှင်းနေတဲ့အချိန်မှာတနက်ကိုဒီကောင်ထမ်းနေပြီးတော့မှအဲ့ကျွန်တော်တို့ကဂျင်းလန်းနေတယ်ဆိုတော့တယောက်ထက်ရှောက် တောက်နေတဲ့အချိန်မှာဆက်ပေါက်လာဆရာဆရာအဲ့ဘက်ကိုတက်နေတာကိုလူရှိတယ်ဟာကိုလူတယောက်မှမရှိဘူးလေအဲ့ဘက်တက်နေတာဘသူတော့ဆိုတော့ယူနီဖောင်းကြီးနဲ့တနက်ကြီးနဲ့ဆိုတော့ဟာဟိအောင်အဲ့ဒါဆိုခိုးရင်နေမှာမင်းတို့လိုက်လိုက်ဆိုတော့ဘသူကဟာကျွန်တော်ကကားမရှိဘူးဆိုင်ကယ်မရှိဘူးဆိုတော့ဟာဆိုငါလိုက်မယ်ဆိုပြီးကျွန်တော်ရဲဘော်၃၄လောက်လောက်ကောက်တင်နေပြီးကျွန်တော်ကားကြီးနဲ့လိုက်သွားအဲလိုက်သွားတဲ့အချိန်မှာဘာဟောင်းဖြစ်လဲဆိုတော့ဒီကောင်ဆေးကြောင်နဲ့ပါဆောက်ဆေးဆေးသုံးရတာဘုန်းကြီးဟောဆေးကြောင်ဆေးကြောင်လည်းဒီမှာကျွန်တော်ကားကြီးနဲ့ ဩဆိုပြီးတော့မှသူရှိပစ်ထိုးတယ်ပြီးတော့တနက်တည်းနဲ့ဝိုင်းစီတစ်ခါလက်နဲ့ချလက်နဲ့ချဆိုတော့သူကဟမ်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 ဖြစ်နေတယ်ကွာအဲ့နဲ့အဲ့အောင်မင်းဘယ်သူကောင်းနေဆိုတော့အဲ့နဲ့မင်းဘယ်တက်ကောင်းဆိုတော့သူကတီးယူကြောင်တော်ကြီးဖြစ်နေတာတနက်လည်းမချဘူးအဲ့မှာတနက်ဆွဲလို့ပြီးတော့ဝင်ရမောက်ဝင်ရမောက်ကိုသူကပြောတဲ့အချိန်မှာမင်းတနက်ချတနက်ချချိန်ဝိုင်းချိန်ထားတာတကယ်တမ်းပြောရင်ကားပေါ်လည်းကြောက်မှာမစင်ဘူးသူကကြောင်ပြီးပြင်ကျွန်တော်တို့ကသေအောင်မှာကားပေါ်လည်းတနက်ချတနက်ချနဲ့လိုက်နေတိုင်းကောင်း ဲ့ဒါကိုကျွန်တော်တို့ကအန်နေပြီးတော့ကျွန်တော်သိရဒီကောင်ကြောင်းနေပြီးတိလိုက်တော့ဟဲ့ငါနာမည်သိလားဆိုတော့ဟာဘသူရောဆရာဘသူရောနဲ့ဟာငါတက်မကိုကဘိုးကြီးဆိုအောင်လေးဆိုတော့ဟာဘိုးကြီးဆိုကျွန်တော်တည်းအတူတူပဲလေဘိုးကြီးဆိုအောင်တော့ပဲပါဆိုဖြစ်ရောအဲ့ကောင်ငါရှုပ်သိကြောင်လားအခုချိန်ကြီးဟိုမိတဲ့ခုကျွန်တော်ထောင်ထဲရောက်သွားတာပဲရှိရယ်ကျွန်တော်မေးလိုက်လိမ့်မယ်ဟာမင်းဘသူတွေဘိုးကြီးဆိုအောင်တော့ပဲအဲ့တော့အလို့ရှင်းနေတာကျွန်တော်ဟိုတည်ရယ် ဟာငါဘက်စင်မှာဘယ်ဘက်စင်90 500ရတော့ဘာလို့ကျွန်တော်ရှောက်ကြလိုက်တယ်အဲ့ကျတော့ဒီကောင်အဲ့တော့ဖုံးထင်သွားတယ်သူကအဲ့မှာတစ်ခါစွရင်တော့မှတ်သွားတော့တယ်သူကဖမ်းမိတဲ့ ठी ကိုဖမ်းမိတဲ့ ठी ကိုခုချိန်ထိမေးလဲဘသူတပည့်တော်ဘိုးကြီးဆုံးအောင်တပည့်သူကဒါမြို့တာအော်တော်ဆိုးနေကိုကိုလာရအမ39တဲ့ငါသိလားရှောက်ကြည့်ရဟမ်တရုပ်ကြီးအေးငါလုံလားဟုတ်အေးငါဘိုးကြီးဘသူတော်သိလားသူတော့သူတော့မင်းမင်းနေလို့အေးအေးငါဘိုးကြီးနော်ဟုတ် ဟောဘူးတော့ဘိုးဆိုးอ่ะဘိုးဆိုးအေးမှတ်မိလားအာပတ်စင်53อ่ะဟုတ်ရေးစင်ပါလူလူပဲလေဟဲ့လူလူနဲ့အေးလူလူပဲအာတည်းတည်းတကယ်ကြီးစုံပြီပြောတယ်လားတော့တော်နေတော်နေမင်းမင်းကကွဲနေလားကွဲနေသိသားပြီလားဟုတ်ပြီအာငါပါမင်းဝင်တော့ကြာရောခြေတော့ဝင်လာတတိပြေတော့မှာစစ်မှုတန်းနဲ့လားဟုတ်ပြီဩဒီ ။အော်အဲ့လိုမျိုးဒါတော့ဒါမွေးရစီဝါတိုက်ပြီးတော့ဒါအတုံးချခံနေရတာပေါ့နော်။အာတော်တော်စုစုဖြစ်လာတာပေါ့။အဲ့ဒါလေးလည်းဒါကျွန်တော်သတိထား။အဲ့တော့ဒါဒီတိုက်ပွဲနဲ့ပတ်သက်လို့ကတော့ဒါကိုစောင်းနဲ့ပြောလိုက်ရရင်အတိအတိုင်းပဲအားလုံးကအဖို့တရားကြီးပဲပေါ့နော်။အဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်တပ်ဖွဲ့တွေရပါပေါ့နော်။ဒါရက်ဆက်ကြီးရောအခုလိုမျိုးဒါတိုက်ပွဲတွေဆက်တိုက်ကြီးလည်းဖြစ်လာတယ်။စစ်ကောင်စီကအရင်လိုလဲအထင်မသေးရတော့ဒါအခု drone တွေလေကြောင်းတွေပါတယ်စက်တိုက်သုံးလာတော့ခက်ခဲရည်လေအများကြီးကြုံအောင်ပါတော့ဒီဥစ္စာတွေလဲဒါပြည်သူတွေကဝိုင်းပြီးတော့ကူညီပေးကြဖို့လိုပါတယ်ပါတော့ အဓိကဒါဒီအောင်ပွဲနဲ့ပတ်သက်လို့ရောအပြီးတော့ဒီဒီဒီ CH အခြေအနေနဲ့ပတ်သက်လို့ရောဒါပြည်သူတွေကိုအသိပေးချင်တာမျိုးမှားချင်တာမျိုးရှိတာဟုတ်ကျွန်တော်တို့ခုလောလောဆယ်ပေါ့နော်သွားနေတော်လန်ရေးရေချင်းရကြည့်မယ်ဆိုရင်တော့ကျွန်တော်တို့ကအကြဘက်ကိုရောက်နေတာရှိရဲဒါကတော့ငင်းလို့မရတဲ့ကိစ္စပေါ့နော်ဒါကြောင့်မလို့ကျွန်တော်တို့ကဘာလိုရလဲဆိုတော့စကားစားကသူ့ရဲ့အာအာပေါ့နော်အကုန်မြင့်တုံနေတဲ့အချိန်မှာကျွန်တော်တို့ရဲ့အာကိုကျွန်တော်တို့အကုန်မြင့်ပြီးတောင်းခံထားရမှာပဲဟုတ်တယ်ဒါမှသာလင်ကျွန်တော်တို့ကနမီတွေကကျွန်တော်တို့လက်ရှိပေါ့နော်ကို ကိုတိမ့်ပိုက်ထားတယ်ကိုထိန်းချုပ်လို့ရတယ်စိုးမှုနေမြေလို့ဟာမျိုးပေါ့နော်ဒါမျိုးအေးဆိုတော့ဒါမပြောလို့ပါဘူးအခြားအရာကို EIA အဖွဲ့ကြီးတွေဒါမျိုးကျွန်တော်တို့ဟိုအဖွဲ့ကြီးတွေအကြီးတွေတောင်မှစကားစားရထိုးစစ်တန်းကိုကောင်းကောင်းဒါတောင့်ခံပြီးတော့မှတို့မခံနိုင်အောင်ဆုတ်ပေးလိုက်ရတဲ့အခြေအနေမျိုးတွေရှိရပေါ့ဒါကြောင့်မို့ကျွန်တော်တို့အနေနဲ့ကမလုပ်အောင်လို့ဆိုရင်တော်လန်ရေးဘော်တွေရဲ့အခက်အခဲကလည်းဒါမြေသူတွေရဲ့အခက်အခဲဖြစ်တဲ့အတွက်အခုချိန်မှာကျွန်တော်တို့က တသွေးရတားရရှိဖို့လိုတယ်တချို့ကဒီဘလို့ဖြစ်လာလဲဆိုတော့တာတဲ့အချိန်မှာတော့ဗောနောဒါရင်းတော့နေတာစိမ့်နာတွေတို့ခန္ဓာမျိုးစုံဈာနေပြီစီးပွားရေးသမားတွေမျိုးစုံရှိလဲနေတာနေတဲ့အချိန်မှာအာဒေါ်လန်ကြီးဒေါ်လန်ကြီးဗောနောဒါမျိုးကဟာတို့ကဘလို့ပိုင်းညာဆိုပြောပါတကယ်ခက်ခဲလာတဲ့အချိန်ကြီးကဟာမင်းတို့ကစစ်မတိုက်ဘူးမင်းတို့ကငါတို့ရွာကြီးကာကွယ်ရမှာဆိုတော့ဟာကျွန်တော်တို့ကအဲ့မှာအဲကျွန်တော်တို့ဒေတာဘက်မှာဒီကိစ္စတော့အသိမရှိဘူးဗောနောကျွန်တော်တို့ဒေတာဘက်မှာဘလောက်ကြီးပြဿနာမရှိဘူးဟိုကုစားကားစား တခြားဒေတာတွေဘက်မှာဖြစ်နေတဲ့ကိစ္စဆိုရင်အာဒီရောမကာဝဲလို့ငါတို့က PDF တွေမထောက်ခံတော့ဆိုတော့ကျွန်တော်ကမှစဉ်းစားရတယ်ကောင်ဟာကျွန်တော်တို့ကဒီရောတရားတဲ့ကာဝဲကိုဖွဲ့စည်းထားတယ်ဖွဲ့စည်းတယ်မဟုတ်ဘူးကျွန်တော်တို့လွတ်မြောက်အောင်လုပ်ဖို့အတွက်ကစစ်စစ်ဖြစ်ပြီဆိုလို့ရှိရင်ထိခိုက်ဆုံးရှုံးမှုဆိုတာကမရှိဘဲနဲ့ကျွန်တော်ပြီးတော့မှာမဟုတ်ဘူးအနေနဲ့အများတော့ရှိကြမှာပေါ့ဒါကြောင့်မလို့ကျွန်တော်တို့ရဲ့ဤသူလူတွေအနေနဲ့ကလည်းနားလည်ပြီးလို့လူတွေရဲဘော်တွေနဲ့ပတ်သက်ပြီးတော့ အခုချိန်မှာဒေါ်လာရေးဖို့ဒီပတ်သက်ပြီးတော့ဒီတချို့ဆိုရင်နောက်မှာဝင်လာတဲ့ရေးဖို့တွေရှိတယ်ရေးဖို့တစ်တွေကတော့ဒေါ်လာရေးအားကောင်းတဲ့ချိန်မှာဝင်လာတဲ့လူတွေပေါ့ဟာမျိုးတွေတိမ့်နိုင်ပြီဘာတွေတိမ့်နိုင်ပြီဆိုတော့ဟာတော်တခုမန်းလေးမှာနေတဲ့လူကအာမရယာတော်မှငါတို့ပီရက်တွေရောက်တော့မှမရယာသိမ့်ပြီမန်းလေးမန်းလေးသိမ့်ပြီအားလုံးပီရက်တွေနဲ့ရောပြောင်းပြောင်းအောင်မှာဆိုတော့စိတ်နဲ့ပီရက်ရဲ့ရောက်လာတဲ့ကောင်တွေရှိပြီ အဲ့လိုကောင်းတဲ့ပါအဲ့လိုကောင်းတဲ့ပါဘာထပေါက်လဲဆိုလို့ရှိရင်ခုချိန်ခက်ခဲသွားတဲ့အချိန်မှာကိုယ့်ဘက်ကအချမရောက်သွားတဲ့အချိန်မှာတက်ပြေးဖြစ်ရောအတက်ပြေးဖြစ်ပြီးငြင်းငြင်းနေလားဆိုတော့လေငြင်းငြင်းမနေဘူးညိုလဲရှောက်သွားဘာသွားဖမ်းပြီးတော့ကျွန်တော်တို့ကုန်ရဒုက္ခရောက်နော်ဒါကြောင့်မို့ရဲဘော်တွေစိတ်နဲ့ကြာနေရောပန်းတော့ရှိရဲဒါကြောင့်မို့ခုချိန်မှာကအုံလုံးရဲဘော်တွေရောပြီးလို့ရှိရင်ကျွန်တော်တို့ပြည်သူလူထုတွေရောနော်တရားနဲ့တရားနားလည်မှုရှိရှိနဲ့ရဲဘော်တွေကလည်းအာစိတ်သက်ဘောလူဘော ကြံ့ကြံ့ခံပြီးတော့မှဒီအခက်အခဲကိုကျော်ဖြတ်ကြမယ်ဆိုရင်တော့ဒီကြောင်ပေါက်ကျော်ဖြတ်နိုင်မယ်လို့လည်းညွန်လင်ပါတယ်ကျွန်တော်တို့တော်လိုင်းရဲဘော်ရဲ့အခက်အခဲကအခုချိန်မှာပါရှိနေလဲဆိုလို့ရှိရင်ခဲရန်အဓိကခုနကဆရာပြောတဲ့ခဲရန်ကိစ္စခဲရန်ကိစ္စမှာအခက်အခဲတွေရှိတယ်ကျွန်တော်တို့မှာစိုက်ယုံတွေမရှိရတာဒါမှဘာဘာကြီးကတော်တော်လေးလူလူပေးနေလို့ကျွန်တော်တို့ဆိုရင်တောင်းခံနိုင်တာပါเนาะအခုဆိုရင်အရင်တော့ကျွန်တော်ရင်းအင်တာဗျူးတော့ပြောဘူးတယ်ပေါ့နော်တလားတစ်ခါလူတယ်ပေါ့အဲ့ဒီခေတ်ကမလာတော့တာပဲအခုမှလာတာ လာတော့လည်းပြေးလိုက်ရေးပြတ်သွားတာရှိတယ်ဗောနော်အဲကြောင့်လို့ဒါကြောင့်လို့ဟိုတိုက်ပွဲဖြစ်မှာနှစ်ဖက်ဆုံးရှုံးမှုကတော့ရှိရဲ့နော်ကျွန်တော်တို့မှာလည်းဆုံးရှုံးမှုရှိပါတယ်အဲရေဘော်တွေနဲ့ပတ်သက်ပြီးတော့မှဒီအပိုင်းတွေမှာလည်းကျွန်တော်တို့အခက်ခဲဆုံးအချိန်ကြီးဗောနော်ရေဘော်တွေထိန်းချောင်းရတာရှိရဲ့အဲတွန်တင်ရတာရှိရဲ့ရှုပ်စိတ်တဲ့ကြာနေတဲ့အပိုင်းတွေမှာအားပေးရတာရှိရဲ့ရက်ရှိတိုက်ပွဲဖြစ်လာတဲ့အခါမှာဒါပင်မန်းတာတွေရှိတယ်နော်ကျွန်တော်တို့မှာမပြည့်စုံတဲ့အပိုင်းကဏ္ဍတွေရာဆိုရင်ကျွန်တော်တို့အများကြီးရုန်းကန်နေရတာရှိဒါကြောင့်မလို့ တန်းနိုင်တဲ့ဘက်ကနေလည်းကျွန်တော်တို့တိုင်းရင်းတစ်ဖွဲ့နဲ့ပတ်သက်ပြီးဒေါ်လာရေးဒေါ်လာရေးအင်အားစုတွေကိုထောက်ပံ့ပေးကြဖို့ဒါမျိုးလေးလည်းကျွန်တော်တို့ကတောင်းဆိုချင်ပါတယ်။ဟုတ်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 ဒါဟုတ်ဒါကအရေးကြီးတဲ့အရာဖြစ်တယ်ဗောနော်။ကျွန်တော်တို့တိုင်ဖို့အတွက်ဆိုရင်တိုင်မှာတော့ရအောင်တိုင်ဖို့အတွက်ဆိုရင်လည်းပြင့်နိုင်မှာတော့ဖြစ်မှာပြင့်နိုင်မှုကလည်းကျွန်တော်တို့စီမှာဒါစုဆောင်ထားတာတွေရှိမှလည်းဖြစ်မှာပေါ့နော်အဲရှန်ရှန်ရှိမှလည်းကျွန်တော်ရဲဘော်တွေကတိုင်ဝဲအတွင်းမှာဝုန်းဝုန်းကြွကြွနဲ့တိုင်လို့ရအောင်ပေါ့နော်အဲ့တော့ဒီ KN ဘိုင်းတွေကလိုပါတယ်ခုနပြောလို့ပေါ့နော်အခုဆိုပြည်သူတွေက တာဝန်တစ်ခုယော့လာပြန်ပြီဒါလက်နဲ့ပေးစရာမလိုတော့ဘူးခဲရံပေးရပါခဲခဲရံခဲရံအတွက်ကြည်အတွက်ပေါ့နော်ဒီအတွက်ကိုလည်းဝိုင်းပြီးတော့စူးစမ်းကြဖို့ဒါကျွန်တော်တို့တွေလည်းဝိုင်းပြီးဆော်ဟောကြမှာပေါ့နော်ဒီတိုက်ပွဲမှတ်တရတွေတစ်ခုပေါ့ခုတစ်ခုပါဆိုတော့ကျွန်တော်တို့ဒီအင်ဂျီတော်ရွာနဲ့ပတ်သက်တဲ့ကိစ္စအင်ဂျီတူရွာမှာကျွန်တော်တို့ဒီတိုက်ပွဲအဖြစ်တဲ့ချိန်မှာပေါ့နော်စခန်းကဒီသူကဖုံကြီးကြောင်းယူသူတော့တက်ဆွဲလိုက်ရွာပြင်ဖုံကြီးကြောင်းမှာတက်ဆွဲတော့ကျွန်တော်တို့က အဲ့ဗီဒီယိုထဲမှာပါတယ်ပေါ့နော်ဝင်လုံးတဲ့ချိန်မှာကားအပြာကြီးကိုစတွေ့ရဗီဒီယိုတစ်ခန်းပေါ့အဲ့တစ်ခန်းမှာကျွန်တော်ဘလောက်ဒီပြာခတ်သွားလဲဆိုလို့ရှင်ဒါကတော့ပွဲပြီးတဲ့ချိန်မှာတော့ဟာတာပေါ့နော်ပွဲပွဲပြည့်တဲ့ချိန်မှာတော့ရင်တထိတ်ထိတ်ရင်တဖိုးဖိုးနဲ့ကျွန်တော်အဲ့ချိန်မှာကျွန်တော်ကြည်နေတဲ့ပုံဆိုတော့စက်ကလည်းကျွန်တော်တို့ကကွန်မန်ဒါပေးနေရောပေါ့ကွန်မန်ဒါပေးနေတဲ့ချိန်မှာခဏနေဖို့မင်းတို့မဝင်သေးတဲ့ခဏနေဖို့ခဏဆောင်ဒါလုံးကြီးကလုတ်ပြီးခဏဆောင်အဲ့လိုပြောတာအဲ့ချိန်မှာရဲဘော်တွေကတမရတော့ဘူး တာမြန်တော့အဲ့တက်ဝင်းပုံစံမျိုးကျွန်တော်တို့တကယ်တမ်းပြောဘောလုံးဝင်းလိုကြီးပဲသူကဘြောင်ကြီးဖြစ်နေတာပေါ့အမီတာကျွန်တော်တို့150လောက်ပေါ့ဘြောင်ကြီးဖြစ်အဲ့ဘြောင်ကြီးရနေပြီးတော့မှကြာဆိုပြီးတော့မှအဲ့တက်စိတ်၄စိတ်လောက်ကအဲ့ရန်သူရှိတဲ့အုတ်တိုင်းကြီးကိုပြေးကန်သွားတာဟုတ်ပါပြေးကန်တဲ့အချိန်မှာကျွန်တော်တို့သွားပြီကွာသွားပြီဆိုပြီးတော့မှကျွန်တော်စိုက်ကိန်းမောင်းပြီးတော့အဲ့ကိုလိုက်သွားတာကျွန်တော်အင်းအဲ့ကျွန်တော်တို့လည်းကြည့်မနေနိုင်တော့ဆက်ကြည့်နေပေါ့တောင်းချောက်ဆိုင်ကယ်ကြီးမောင်းလိုက်တော့အလိုက်တာဟိုလည်းရောက်လည်းရောက်ပေါ့ ကျောင်းထဲနဲ့ရောက်ပြီးတဲ့ရန်သူကြောက်အောင်ပြေးမှာခုနလေးကမှငါမြင်လိုက်တာရန်သူ80လောက်ရှိရေးလေးဘဲရောက်သွားတော့ဆိုတော့နောက်ဘေးဘောက်ကနေခွတ်ပြေးတာဆိုတော့ဟာဒီကောင်တွေတော်ဆိုးနေသူတို့ကသူတို့ကသူတို့အပိုင်ပေါ့ဗျာငြင်းငြင်းနေတယ်ကျွန်တော်လေဒီကောင်ထွက်ပေါက်မရှိဘူးပေါ့နော်ထွက်ပေါက်မရှိဘူးအော်ဒရိုင်းနေမေးတည်ပြီးငါတို့ပြန်ဆောင်နေငါတို့ကဒီတက်ကွင်းဝင်ငါတို့ကမြင်ရဲပေါ့တက်ပေါ်ဒီတော့မြန်ရမှာမဟုတ်ဘူးကျွန်တော်ဆုံးဖြတ်မှုညားမှာပေါ့အင်းအဲကြောင့်ကျွန်တော်မဝင်သေးနဲ့ညို့နေတန်းတန်းနဲ့ဩဆိုပြီးဇုတ်ဝင်ချပါလား လာအဲ့ဒီချိန်မှာကျွန်တော်ရင်းနှထိတ်နေနဲ့သွားပြီငါးကောင်နေတော့သွားပြီပဲခဏနဲ့ကြောင်းနဲ့ရောက်ပြီးတဲ့လူအတယောက်မှမရှိဘူးဟာအဲ့လူတယောက်မှမရှိဘူးဘယ်ကောင်တော့ပစ္စည်းတော်တွေ့တဲ့လူတယောက်မှမရှိဘူးဆိုတော့ခွပြေးကုန်တာအကုန်လုံးတန်းလိုက်ပြီအေးနော်ငါပီဒီအက်တက်ဖွဲ့တွေကောင်နေပြစ်ပြေးလို့ပြောတာအခုဒီကောင်နေပြစ်ပြေးတာပေါ့ပြေးတာပြေးပြီးတာပြစ်ပြေးပြီးပြေးတာပေါ့အဲ့အဲ့အဲ့ဒီတုံမန်းတုံမန်းပေါ့နော်တုံမန်းပြီးတဲ့အချိန်မှာပြက်ပြက်မင်းတို့ကလို့ဘာဖြစ်လို့အဲ့လိုမျိုး ဟိုလက်နက်တွေခဲရန်တွေပြည်စုံကြီးနဲ့ငါတို့ခန်းဆောင်ရတာဟာတဲ့အတွေ့အကြုံရှိရဆိုတော့သူတို့ရှေ့ရလူကြီးကယင်ပြေးရတယ်ကျွန်တော်တို့ဘာစတွေကြီးထားတယ်ကျွန်တော်တို့ကလည်းပြေးရအောင်ပေါ့တဲ့ဟိုဒီကောင်ကြီးကဘလောက်ဒီဝင်ကြွေးကြီးလဲဆိုလို့ရှိရင်အဲ့ရထုတ်ဘိုးတွေထဲမှာသူတို့အေးကြီးတဲ့အထုတ်ဘိုးကြီးဖမ်းဟိုင်းတာကားကြီးနဲ့ကျွန်တော်မြင်နေရတာကားကြီးပေါ်ကနေသူတို့ခြားတယ်ထုတ်ပြီးထုတ်ထုတ်ပြီးထုတ်ခြားတယ်အချပြီးတော့မှခဏနေတော့ကြာတော့လူ80လောက်အဲ့အကြောင်းဝင်းနဲ့ဝင်သွားအင်အား80လောက် ဝင်သွားတယ်80လောက်ကကျွန်တော်တို့လည်းချက်ချင်းလိုက်တာအချိန်မှာကိုမတွေ့လိုက်တော့ပစ္စည်းလည်းမရှိတော့ရတယ်ပစ္စည်းရတယ်ဟိုတခြားဟာတွေပေါ့နော်တခြားဟာတွေပဲရလိုက်အဲဒါမှကျွန်တော် line 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 ထပ်လိုက်တဲ့အချိန်မှာအမကားပေါ့နော်ကျွန်တော်တို့အဲ video မှာပါတယ်တွန်းနေတဲ့ခံလီလာမသိအဲကားတစ်စီးတွေ့ရအဲကောင်နေအဲကားကိုတော့ဆွမ်းကုန်ပါခဲ့တာအင်းအဝယ်တဲ့အချိန်မှာကျွန်တော်တို့ ਨੇ ထပ်တိုက်ပွဲဖြစ်တယ်အဲကားရမှာကျွန်တော်တို့အဲပေါ်မှာ drone နေအဲအဲကားပေါ်ကပဲကျွန်တော်တို့ငကြင်းပြီးနှက်လက်အောင်ရတာဩ အချင်းကြီးပြစ်တဲ့ကောင်မပါဘူးတကယ်တမ်းပြစ်တဲ့ကောင်တွေကအရင်ရက်ကနေရှော့တယ်။ဟော။အဲ့မှာသူတို့ဓာတ်ပေါ်ဒီမဆွဲနိုင်မင်းနဲ့ကြံခဲ့တာလေအရင်ရက်ကောင်။မင်းတို့ကဖြစ်လို့အရင်ရက်ကငါတို့ကိုတတ်ထိုးတာဆက်မထိုးပဲရက်သွားတယ်ဆိုတော့ဟားတဲ့ပထမတော့သူတို့ကလေကျွန်တော်တို့ကိုတဲ့ point ထိုးလို့ပြောတာပေါ့တဲ့ point ထိုးတယ်။ point ထိုးခိုင်းတဲ့အချိန်မှာသူတို့ဒီရှေ့ကထိုးပေးမယ်ပေါ့ပါစာတွေနေတဲ့ဒီဘက်ကနေသူတို့သူတို့ viewer နဲ့ပေါ့သူတို့ viewer နဲ့ဘလို့ဘလို့ထိုးမယ်ဆိုပြီးတော့မှထိုးလာတော့ ျွန်တော်တို့ကနီးကတဲ့အချိန်မှာကြီးပေါက်လိုက်တော့သူတို့အဲ့အချိန်မှာဓာတ်ပေါ်ကြီးမဆွဲနိုင်တဲ့ကြောင့်ဝေယုံသုံးကနေဖြစ်သွားတာပေါ့အဲ့အဲ့ညခင်းရတယ်အဲ့လိုပဲအဲ့သူတို့ကမိုင်းထောင်လာတာတကယ်တမ်းသူတို့ကျွန်တော်တို့နဲ့ဂျာသူတို့နဲ့ဂျာထဲမှာသူတို့မိုင်းတက်ထောင်တာပေါ့မိုင်းတက်ထောင်တယ်ဖုန်းရဲ့ seven million နဲ့သူတို့ထွန်းပြီးတော့မှသူတို့တက်စိတ်တက်စိတ်တုတ်လာတာတုတ်လာတဲ့အချိန်မှာရေဘော်ကြီးကစပ်ပေါင်နေပြီတိုးတိုးလေးအခြေရောက်နေပြီဘလို့လုံးအောင်လဲဆိုတော့အဲ့ဒါနေကျွန်တော်တို့ထဲကအင်းကြီးစောင့်နေတဲ့အယောက်က ဒီပေါက်ခွင့်ပေးလိုက်တဲ့အချိန်မှာပဲတခါတည်းနဲ့အဲ့မှာကျွန်တော်တို့ညာကြီးပေါ့လက်နဲ့သုံးလက်တန့်ရလိုက်တော့တက်ဘော်ဒီဒီနဲ့ဩအဲ့ဒီမှာလုံးဝသူ့လည်းမဆွဲဘူးသူဖြစ်သူကကိုဖြစ်ကိုကံအကုန်ပြေးရကျွန်တော်တို့ကမေဘီတက်ရှင်းဖို့တော့မှကျွန်တော်တအားကိုစိတ်ပူပြီးတော့မှပြောတယ်မရှင်းနဲ့တော့ဘာမှဖြစ်ဘူးနောက်နေ့မှရှင်းတယ်ပြဿနာဒီမှာမရဘူးကျွန်တော်ကောင်းနေရထိတ်လို့မနိုင်ဘူးအဲ့ကအဲ့တော့ဒီအခုအောင်ပွဲဒီမှာတတိထားမိတာက ဒီစင်နီးပြူဟာတွေကိုသုံးတဲ့အခါမှာပုံသေးတမတ်ချက်ကြီးနဲ့မဟုတ်ခဲနဲ့ပေါ့နော်ပြောင်းလဲတဲ့ပုံစံမျိုးတွေသုံးလို့အောင်မြင်မှုရတာလေတွေ့ရတယ်ပေါ့နော်ဒါဒီကျွန်တော်တော့ဒါယူဆပြီးတော့ပေါ့နော်အဲအစားကလည်းကျွန်တော်ကျန်တဲ့အဖွဲတွေကဒါအတူယူရမယ်ဟာလို့မြင်နေပေါ့နော်အဲသူတို့တွေစစ်ကောင်စီလုံးဝမထင်ထားတဲ့ပုံစံမျိုးတွေကပဲစစ်ကောင်စီပြန်ပြီးတော့ထိနာသွားတယ်ပေါ့နော်အဲ့ဒါမျိုးတွေကလည်းမြင်ရတယ်နောက်တစ်ခုကအဲ့လိုဒီစုပေါင်းပြီးတော့လှုပ်တဲ့ဟာတွေတွေ့ရတယ်ပေါ့နော် ပြောကြတက်ခွဲတွေနိုင်လို့စိတ်ပြင်းတာပါတော့အဲ့ဒါတော့နောက်ဆိုရင်ဒါကိုစောင့်ထိန်းရမယ်တဲမှာပါတယ်ပေါ့နော်ခုနလိုဟုတ်တယ်ခုနလိုပြောအရင်နေမသွားပါနဲ့ဆိုဇွတင်ပြေကတ်သွားတာမျိုးလို့ဒါဒါလေးတွေကတော့တိန်းရမှာပါလေတော့ဟုတ်တယ်ဟုတ်တယ်တကယ်တကယ်လေးစားတယ်တကယ်လက်လန်တယ်ဗျမိုက်တယ်ဟုတ်အခုနောက်ဆုံးတစ်ချက်အနေနဲ့ကျွန်တော်အနေနဲ့ဒီသတိထားမိတဲ့အရာတစ်ခုရှိတယ်ဒါတော့လည်းတော်လည်းပတ်ကလူပြီကိုထိတာသတိပေးချင်တာတစ်ခုရှိတယ်အဲအခုပါစရည်အနေနဲ့ပေါ့နော်တော်တော်လေးအတွေ့အကြုံ များလာတဲ့ပိုင်းမှာရှိတယ်။ပြီးတော့ကျွန်တော်တို့ဘက်ကဟိုတိုးလာတဲ့ပါစာတွေထဲမှာတချို့ကအာဒါဗမော်တိုက်ပွဲမှာရောက်ခဲ့တဲ့အမစာတွေပါတယ်။ပြီး A နဲ့ဖြစ်တဲ့ပွဲထဲမှာတိုက်ပွဲထဲမှာပါခဲ့တဲ့ပါစာတွေပါတယ်ပေါ့နော်။အဲ့လိုလူတွေပြန်နှုတ်လာပြီးတော့ဒီဘက်ကိုပြန်တကြောင်စုဖွဲ့ပြီးပြန်ထိုးတာရှိတယ်။သူတို့ရဲ့ဒီပြောနေတဲ့ဇကားတွေထဲမှာကိုနိုင်ကဒါစကားစကားကောင်းနေပေါ့နော်။စစ်တပ်ကသုံးတဲ့ဇကားတွေ ပွိုင်ထိုးမယ်ရှေ့ကင်းယူမယ်ကာကင်းအလားမျိုးတွေပေါ့နော်သူတို့ချီတက်နီးနေရအောင်ဆိုတာသူတို့ဘက်ကပြောလာတာဒါပါစဆိုတဲ့ပုံစံနဲ့ကိုမတူအောင်သူတို့မှအတွေ့အကြုံတွေရှိနေပြီပြီးတော့ကျွန်တော်ပေးတယ်ပေါ့နော်မင်းတို့လည်းတနက်ကင်တာဒါမင်းတို့ဒီလုပ်ကြီးကိုလှုပ်ချင်လို့ဒီလှုပ်ချင်လို့လှုပ်ခဲ့ဒီဖြစ်စီမလွဲလာလို့လှုပ်ခဲ့ဒီဖြစ်စီခုချိန်မှာမင်းတို့ကစကားစကားပြောပြီးတော့မှမင်းတို့စိတ်အားထက်သန်စွာကြီးပေါ့ငါတို့ တိုက်နေရရှိတယ်မင်းတို့ထိုးအိုက်နေထိုးလာတဲ့ဟာဆိုလို့ရှိရင်မင်းတို့ကြားထိုးတတ်တဲ့အပိုင်းကြီးမင်းတို့နေရယူသွားတဲ့အပိုင်းကြီးကမင်းတို့စကားစားအကောင်ထက်ကိုမင်းတို့နှင်းမြန်ပြန့်လန့်မှုတွေရှိဩဒါကြောင့်ကျွန်တော်တို့မင်းတို့လည်းတနက်ကင်လာပဲကို့ပြစ်နေတဲ့ဥမာပေါ့တတ်မလားတေမလားဆိုရင်ကျွန်တော်လည်းတတ်မှာပဲဟုတ်တယ်မသူလည်းတတ်မှာပဲဒါမျိုးပေါ့ကျွန်တော်ကျောင်းမှာရွေးချယ်ကြမင်းတေမလားသူများကိုတတ်မလားဆိုရင် သူများကိုပဲတတ်ကြမယ်ကောင်းလေးကြီးပဲ အားကြောင့်မလို့ခုချိန်မှာပါစာရင်းပတ်သက်ပြီးတော်တော်ကိုသတိထားအမြန်ပိုင်းကဏ္ဍကြီးရှိတယ်တချို့ကမိရတာပါစာပါစာဒါစကားစားတယ်လေပါစာပြောတဲ့ကောင်တွေပါတယ်ဒီထဲမှာကောင်ပိတ်ရိုင်းမှဖြေတာကောင်ပိတ်ရိုင်းမှဖြေတာသူပါစာလို့ပြောတာဒီကောင်ကတကယ်တမ်းကိုယ်ပိုင်နာမတာဝန်ပုံပိတ်ရိုင်းမှဖြေတာပိတ်ရိုင်းမှဖြေတယ်အဲဒါကကြတော့အဲ့မဟိုကျွန်တော်ဟိုတနည်းကဘုန်းနဲ့စကားပြောတော့စတယ်လို့ပဲဒီကစကားစားတွေကငြိမ့်နေတုံမိုင်းတာအားငြိမ့်တာ ကျွန်တော်ထွက်ပြေးနေတာထွက်ပြေးကျွန်တော်ချအောင်ဒီသူကလည်းအဲ့တန်ဆောင်နေဟုတ်တယ်ဒီတော့ねဒါလိန်မာတာကျွန်တော်စီရောက်လို့ရှိတယ်အဲ့တော့ဒါဖတ်စာရင်လည်းပတ်သက်လို့ဒါသတိထားမယ့်အရာတွေဖြစ်လာပြီပေါ့နော်ဒါနှစ်ကလည်းကြာလာပြီတချို့ကဒါနှစ်တောင်မှပြေးလို့ဒါဒုတိယချက်တွေပါရင်တောင်မှပြေးပြီးတော့မလုံးပြေးပြီးထပ်ခိုင်းတာတွေရှိလာပြီဆိုတော့ အဲပြီးရင်ဒါလူငယ်တွေလည်းဖြစ်တယ်ပညာတတ်တွေလည်းဖြစ်တဲ့အတွက်ပေါ့နော်ဒီကောင်နေတာစစ်ကောင်စီရိုက်သွင်းတဲ့ဝါရမိုင်းတွေမိသွားပြီးလို့စိတ်ပါဝါမယ်ဆိုရင်ဒါကျွန်တော်တို့အတွက်တကယ်ကိုကြီးမားတဲ့အန္တရာယ်တွေဖြစ်လာလိမ့်မယ်ပေါ့နော်အခုလို့သတိပေးပြောပြတဲ့အတွက်လည်းတကယ်တကယ်ကိုကျေးဇူးတင်ပါတယ်ကျွန်တော်တို့ channel အဖွဲ့အတွက်လည်းဒါကတကယ်ဒါသင်ခန်းစာယူရမယ့်ဟာတွေသတိထားမယ့်အရာတွေဖြစ်တာပေါ့လေနော်ဟုတ်အဲ့တော့ဒါကိုကိုစောအနေနဲ့အခုလိုမျိုးတိုက်ပွဲတွေအများကြီးအောင်မြင်မှုရအောင်ဆုံးရှုံးမှုတွေလည်းရှိတယ်ပေါ့နော်အဲ့အတွက်လည်းကျွန်တော်တို့တွေကတကယ် ဟိုလေးစားဂုဏ်ယူရတယ်အဲဒီကြားထဲမှာပဲအောင်မြင်မှုရအောင်ပြည်သူတွေလိုချင်တဲ့အောင်ပွဲတွေကိုစက်တိုက်ယူဆောင်ပေးနေရအတွက်လည်းကျေးဇူးတင်တယ်ပြီးတော့ဒီညီငယ်တွေပေါ့နော်ဒါတပ်ဖွဲ့ဝင်တွေကိုလည်းတိတက်ပို့ပြီးတော့ view site ပေးပါကိုကိုယ်တိုင်လည်း view site ပေးပါပေါ့နော်အဲပြီးတော့အခုဆိုရင်လည်းတကယ်ပါဝမ်းသာရတယ်ပေါ့နော်ဒီသတင်းတွေကြားရတဲ့အခါမှာဒါပေမဲ့အဲ့ဟာကျွန်တော်တို့ကကြားရတဲ့အချိန်မှာပဲပြောရတာတိုက်နေရတဲ့သူတွေဘလောက်ခက်ခဲလဲဆိုတော့ကျွန်တော်ကိုချင်းစာရအောင်ပေါ့နော်အဲ့တော့ဘလိုပဲဖြစ်ဖြစ်ရှေ့ဆက်ပြီးတော့ကျွန်တော်တို့စူးစမ်းကြမယ် ခုနပြောလို့ပေါ့နော်ပြည်သူတွေလည်းပါဝင်ပေးကြမယ်တော့ကျွန်တော်ယုံကြည်ပါဗျကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါကျေးဇူးပါ